ကက်စမီရိုရဲ့ဘဝကိုထောက်ရပြောင်းလဲစေခဲ့တဲ့အမားတစ်ခုအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆော်ဝါနီတင်ဆက်နေပါတယ်အမားတွေဆိုတာပြည်ပြည်မို့လိုအပ်တယ်ဆိုပေမဲ့တချို့အမားကတော့ပိုကောင်းဖို့လွဲချော်ခဲ့တာကြီးလည်းရှိပါတယ်ကက်စမီရိုရဲ့ဇလန်းကလည်းဒီတိုင်းပါပဲမန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားမကက်စမီရိုကနာမည်အမားကြီးနဲ့ပဲကစားမပွားကိုဖျက်ဆီးလာရပါတယ်စေပေါ်လုံးမှာစတင်ကစားကလေးကနာမည်အမားကြီးနဲ့ပဲဖြစ်နေခဲ့တဲ့ကက်စမီရိုကနာမည်ကိုပြောင်းဖို့လည်းမကြိုးစားတော့ပါဘူး ကက်စမီရိုရဲ့နာမည်စစ်ကကာလိုဟန်ရစ်ဟိုစေးဖရန်စစ္စကိုဗီနန်စီယိုကက်စမီရိုဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့နာမည်မှာ CASI နဲ့ပေါင်းရမယ်စာ CSE လို့မှားပြီးတော့ရေးထားပါတယ်။အဲ့လိုစာပြီးတော့မှားခဲ့တာကတော့ကစားမပွားစတင်ကလေးစေပေါ်လိုမှာကလေးကဖြစ်ပါတယ်။စေပေါ်လိုကသူရဲ့ကြောနံပါတ်ကိုရိုက်ရမှာစလုံးပေါင်းမှားခဲ့ရကနီးနာမည်ကလည်းလွဲသွားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီပွဲမှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ပြီးတဲ့နောက်မှာကက်စမီရိုကလည်းနာမည်ကိုပြင်မနေတော့ဘူးပဲဆုံးဖြစ်လိုက်ပါတယ်။ Larry Public ကနေအင်တာဗျူးမှာတော့ကက်စမီရိုက အားလုံးတို့ကျွန်တော်အမြဲတမ်းကက်စမဲရိုပဲဖြစ်နေတော့မှာပါ။ဒါကြီးကစေပေါ်လုံးကအမှပါပဲ။စေပေါ်လုံးနဲ့ကျွန်တော်ကစားကြတဲ့အစောပိုင်းကာလပွဲတစ်ပွဲကလေးကစပါရောမှတော့တာပါ။ဒီတဲမှာကျွန်တော်လည်းတပြေးပြေးနဲ့နေရာရလာပြီးတော့အောင်မြင်လာခဲ့ပါတယ်။နှောင်းလေးကနေ2023ထိလူငယ်အသင်းကနေအသင်းကြီးထိအဆင့်အစီရောက်ရှိခဲ့တာပါ။ကျွန်တော်ကောင်းကောင်းကစားနေတဲ့ပွဲကြမှာသူတို့ကလည်းကျွန်တော်နာမည်ကိုအီးနဲ့ပေါင်းလိုက်တယ်ဗျာလို့ကက်စမဲရိုကပြောပြခဲ့ပါတယ်။အတိတ်အမိတ်တွေယုံကြည်တဲ့ကက်စမဲရိုကတော့ဒီလိုမှတော့တာကသူ့ကိုခြေစွမ်းတက်သွားစေတယ်လို့ယုံကြည်နေပါတယ်။ ူကောင်းကောင်းကစားနိုင်ကြတာကြောင့်နာမည်ကိုပြန်ပြောင်းမနေတော့ဘူးအသင်းဘက်ကိုတောင်းဆိုလိုက်ပါရီအဲ့လိုနဲ့ပဲပွဲလေးတစ်ပွဲကအမားတစ်ခုကကက်စမီရိုရဲ့ဘဝကိုထောက်ရပြောင်းလဲသွားစီခဲ့ပါရီကက်စမီရိုကမကြခင်မှာပဲရီယယ်မက်ဒရစ်ကိုရောက်ရှိသွားပြီးတော့ကမ္ဘာအကောင်းဆုံးကင်းလေဖြတ်ကစားမရီတဲကတယောက်ဖြစ်လာခဲ့ပါရီဘရာဇီးတင်းကိုကိုးစားပြုတော့လေဒီနာမည်အတိုင်းပဲဆက်ပြီးတော့အသုံးပြုခဲ့တဲ့ကက်စမီရိုကမန်ချက်စတာယူနိုက်တက်မှာလည်းပဲအဲ့ဒီနာမည်နဲ့ပဲအသင်းကိုကယ်ရီလုပ်ပေးနေပါရီဘလုံးချစ်ခင်ရတဲ့တိုင်းကလည်းကက်စမီရိုရဲ့နာမည်ကိုအဲ့ဒီတိုင်းပဲတိကျပြီးတော့ ဲ့လိုပဲနာမည်ကျော်ကြားလာခဲ့တာပါလော့ဘလန်ကိုစ်မှာတောက်ပါခဲ့တဲ့ကစားဘောဘောကိုပိုင်ဆိုင်ပြီးတဲ့နောက်ကက်စမဲရိုက2020မှာမန်ချက်စတာယူနိုက်တက်ကိုကယ်တင်ပေးဖို့အတွက်အသင်းကိုရောက်ရှိလာပါပြီစိန်ခေါ်မှုသစ်ကိုကောင်းကောင်းဂိုင်တင်နိုင်ခဲ့တဲ့ကက်စမဲရိုကအလင်းမြန်မဲပရိသတ်ချစ်တော်တယောက်ဖြစ်လာခဲ့တယ်လို့ဝေလေကန်ထွင်းမှာလည်းသူ့ရဲ့အတွေ့အကြုံနဲ့ကောင်းဆောင်မှုစွမ်းရည်ကတက်ရောက်မှုတွေပြနေခဲ့ပါပြီကက်စမဲရိုရဲ့ယူနိုက်တက်ကဒုတိယရာသီကတော့ကြာဆင်းမှုတွေရှိလာပြီးတော့မီဒီယာသားကောင်အဖြစ်အများကြီးဝေဖန်ခံခဲ့ရပါတယ်ဒါပေမဲ့ကက်စမဲရိုကအမော်ရီရဲ့နီးစနစ်မှာတော့အန်ဝင်တဲ့ကစားမတယောက်ဖြစ်လာပြီးတော့ တရားဒီပရီးမီးယားလိမှာပွဲတော်ကစားမှအဖြစ်ပြန်လဲစီးပွားကိုက်နေပါတယ်ကက်စမဲရိုကိုဆော်ရီယာရီပြားကအနီးကဆောင်းကြည့်နေပြီးတော့ချိန်ဆက်မှုတွေလည်းပြည့်လုံနေတယ်ဆိုပေမဲ့အမရင်းကတော့ကက်စမဲရိုကိုယူနိုက်တက်ပြန်လဲတည်ဆောင်ရေးရအသက်သွေးကြောကစားမှတယောက်ဖြစ်တယ်လို့မှတ်ယူထားပါတယ်တက်လုံးမှာတော့ကက်စမဲရိုရဲ့ခြေစွမ်းမမှန်ကစားနိုင်မှုတွေကြောင့်ကက်စမဲရိုကလည်းယူနိုက်တက်ရဲ့မရှိမဖြစ်ကစားမှတယောက်နေရာကိုပြန်လဲပြီးတော့ရောက်ရှိနေရပါတယ်အသက်33နှစ်အရွယ်ကက်စမဲရိုကကလပ်တင်းမာတွေမကပင်နဲ့နိုင်ငံအသင်းအတွက်လည်းအဓိကကစားမှတွေကတယောက်ဖြစ်နေတော့မှာပဲကက်စမဲရိုကိုဘရာဇီးလရွေးစဉ်အသင်းနီးပြားဖြစ်တဲ့ ကာလိုအန်ဆယ်လိုဒီကအသင်းမှာပြန်လည်ရွေးချယ်ခဲ့တဲ့အပြင်တန်ရာကြောင့်နေမာဂျူနီယာသာမပါဝင်နိုင်ဘူးဆိုရင်2026ကမ္ဘာပလာအတွက်ကက်စမဲရိုကဘရာဇီအသင်းကောင်းဆောင်ဖြစ်လာမယ်လို့လည်းပြောခဲ့ပါတယ်အော်ဒီဘာနိုင်ငံကပိတ်ရအတွင်းတောင်ကိုရီးယားဂျပန်တို့နဲ့ရှင်မြန်ကစားသွားမယ်ဘရာဇီးတင်ရဲ့လူစည်းရင်းမှာလေကက်စမဲရိုပါဝင်နေပါသေးတယ်နိုင်ငံကပိတ်ရပြီးမှာတော့ United ကမဟာပြိုင်ဘက်အင်္ဂလန်ဒါဘီပြိုင်ဘက်ဖြစ်တဲ့လီဗာပူးနဲ့အရေးကြီးပွဲစဉ်ရှင်မြန်ကစားရဖို့ရှိနေတာကြောင့်ကက်စမဲရိုအနေနဲ့ပိတ်ရမှာဒဏ်ရာမရရှိသေးရေးကိုဦးစားပေးလာမှာဖြစ်ပါတယ်ကြည့်ရှုပေးကြတော့ 阿亮有接着点嘛里面。